မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့1938ခုထုံးဥဝေမဂဇင်းအတွဲ9မှာဆရာကြီးတိမ့်ဖင်မြင့်ရေးသားသောပီမိုးနင်းဆိုတဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူသူဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Gunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် စာရေးဆရာပီမိုးနီရဲ့အကြောင်းကိုရေးရမည်ကြက်လျဲပဲကျွန်တော်စိတ်သည်ရှုံညုံထဲမှပေါက်လာသောကြာပင်တွင်ထွားထွားဝေဝေပွင့်နေသည့်ကြာပွင့်တွင်သို့ပြေးဝင်နားနေလေသည်အကြောင်းကပီမိုးနီသည်မထင်ရှားသောတောရတရမထင်ရှားသောအမျိုးနိုင်ဝေဖွာ၍မြမပြီကိုလွှမ်းကကြော်ကြားလျက်ရှိသည်တောက်စားမှု၏ညင်ညစ်ပေပေအမြဲနေရာမှအမျိုးသားအကျိုးဆောင်ရွက်သောမူရင်းဓာတ်သည်အစဉ်ပေါ်နေလျက်ရှိသည်တိတ်ဖြင့်သိနှုတ်သောအပြစ်ကလေးများကြားမှထိုအပြစ်များကိုပြီဖုံးကားချလိုက်သော ဗမာပြည်လွတ်လပ်စေလိုသောစေတနာနှင့်နိုင်ငံခြားသားတို့ချုပ်ကျယ်မှုကိုမခံနိုင်သောတခင်စိတ်သည်ရှင်လန်းမှုကြိုင်စွာပွင့်လျက်ရှိသည်။ညဉ့်ညက်ပတ်ပတ်ရေးလိုက်သောစာများကိုအုပ်ကတကယ့်စာရေးဆရာစောရည်များသည်ပေါ်လွင်လျက်ရှိသည်။စာဖို့စာပြောင်များတွင်အမြင့်ဆိုင်ကနှံ့နေသောအကြံဉာဏ်ဆုရှသောလောကအမြင်သည်တန်ဆွမ်းစွာပေါက်ရောက်လျက်ရှိသည်။ တို့ကြောင့်လဲပြီးမွန်းင်းသေးသောခါ၌ကျွန်တော်သာအသူဝရှုစကားဆိုရလျင်ကျွန်တော်စိတ်သည်ရှုံညွန်းထဲမှပေါက်လာသောကြာပင်တွင်ထောထောဝေဝေပွင့်နေသည့်ကြာပန်းတွင်သို့ပြေးဝင်နားနေပါသည်ဟုပြောရန်ရည်ရွယ်ထားပေသည်။ဆရာပြီးမွန်းင်းရုပ်ရည်မှာလွန်စွာထိုင်မှန်းလေးကံလေသည်အသားရည်ဆိုနေပြီးအတော်ပင်ဝသည် သူသည်ကရုံးမူကလေးနှင့်ဖြစ်လေ၏အင်းကြီးလက်တို့ကော်လာကလေးဝတ်ထား၍အပေါ်အင်းကြီးမပါရခိုင်လုံးကြီးအနေနဲ့အစိမ့်ကွက်ကိုဝတ်ဆင်ထားလေသည်လက်တအုပ်ခန့်အပြားရှိသောခပတ်စိမ့်ကြီးမှာသူ၏တုတ်ခိုင်သောကားတွင်ရေစီတပတ်ကြီးကဲ့သို့ထင်ရှားစွာပေါ်လျက်ရှိပေ၏ဒီတုန်းကသူ့ရုပ်ကိုယခုတည်းဒီမမေ့သည်ထိုခါကသူ့ကိုဘဲကတရုတ်ကပြားကြီးပါလေဟုသာအံ့ဩတွေးတောမိခဲ့၏ ပဲတော့ဦးစံလေးကဒါစရာပီမိုးနေမဲ့ဟုကျွန်တော်နဲ့သူ့ကိုမိတ်ဆက်လိုက်တော့မှငငယ်တော့ကခိုးကပုံကဆွဲခဲ့ရတော့တဲမြညာဆရာကြီးဖြစ်ကြောင်းသိရတော့သည် ဆရာပီမိုးနေကမျက်နာကိုမမော့ပဲမျက်မှန်အောင်မှမျက်ခွန်နဲ့တငယ်အိမ်ကိုမြင့်ပြီးကျွန်တော်အားကြည့်။နောက်ဟဲဟဲဟုပြုံးရီကကျွန်တော်အားအတိမတ်ပြူ၏။နောက်သူသည်စာကိုပင်ဆက်ရေးနေလေသည်။ဥစံဤစပွဲပေါ်ရှိကျေးစင်းရုံများ၏ဝင်းပြောင်သောအယောင်တွေ၎င်းကျွန်တော်တို့တွေထိုင်နေကြသောကလထိုင်အယောင်များတွေ၎င်းအခန်းကြောက်မှန်များ၏အယောင်တွေ၎င်းဆရာပီမိုးနေကိုပါ သူသည်မတောက်ပြောင်ဆုံးသောလူတစ်ယောက်ဖြစ်၏ကျွန်တော်သည်ပီမိုနင်းကိုရင်းနှီးစွာ မစည်းကပ်ဘူးတော်လဲမောင်ဂိုမာရီလန်တွင်တခမ်းကြားကပ်နေမှုသဖြင့်သူ့နေဘုံထိုင်ဘုံကိုအကဲကပ်ခွင့်ရလေသည်ဆရာသည်ကျွန်တော်တို့အခန်းရှိအတုပ်စုံဆိုင်၌ခဏခဏထိုင်စားလေးရှိသည် တခါတရံထမင်းစားချိန်တွင်အတုပ်စုံစား၍တခါတရံညဆိုင်သိမ့်ကန်ဤမှစားလေးရှိသည်အိမ်တွင်ချက်ပြုတ်သော ထမင်းကိုမေမေရရမစားပဲတရုတ်ဆိုင်ကအစိမ့်ကျော်နဲ့ထမင်းများကိုဝယ်စားလေရှိသည် တခါသူ့အိမ်ကန်းတို့ရောက်သွားသောအခါတွင် ရှင်းလုံးမြင့်သောဆင်ကလေးပေါ်တွင်ထမင်းပကံကိုထားကမတ်တရရဲ့တူကြီးနှင့်ထမင်းစားနေသည်ကိုတွေ့ရလေသည်ထမင်းကိုတလုံးသွတ်စားလိုက်လမ်းလျှောက်လိုက်လမ်းလျှောက်ရင်းဝါမျိုးလိုက်ဖြင့်စီးစိမ်အကြီးဆုံးကိုခံနေလေသည်သူ့အခန်းကမှောင်နေလေ ဖုံအမိုက်တို့ဖြင့်ညစ်ပေနေ။ဧကန်းတွင်မိမအင်ကြီးယောက်ျားလုံကြီးအင်ကြီးများမှပုံလျက်ပုံလျက်ထားရာရှုပ်နေလေ။အိမ်ရှိမှတရထားမောင်းသောသောအခါငလျင်လှုပ်တဲ့ကဲ့သို့အိမ်မှတုံသွား၏။တရထားစူတံမဆဲမီဘတ်စကားပြေတံမှဆင့်တက်လာ၏။ထိုအခါကျွန်တော်သည်ဆရာပီမိုးနီဝိတုတခုရဲ့ပါသောဈေးကြိုက်တောင်အနီးရှိဥယျာဉ်အင်္ဂလိပ်တခုကိုပြေးမြင်မိလေသည်။ ထိုအင်္ဂလိပ်သည်ညိုမိုင်းသောတောင်တန်းကို မျှော်ကြည့်နေသည်အင်ရှင်မကအသားဖြူဝဝရုပ်ချောမတ်အံ့ဆိုသူမိမတူဖြစ်သည် သူကလင်းနေဖြစ်သည် အခြားလူမျိုးကလေးတစ်ယောက်နဲ့ချစ်ကြကြသည်အင်းဒီနေရာကနေပြီးဒီဝိထုကိုတွေးနိုင်တာအမရဲ့ဟုထိုစဉ်ကကျွန်တော်ချီးကျူးမိသည်ဝိထုရေးဆရာတွေဟာငဲကနေပြီးနှက်ပြေချောင်းရေးနိုင်ကြတာပဲထင်ပါရဲ့ဟုတွေးနေစေသူ့မိမအပြင်ထွက်လာလေသည် လက်ကလေးများမှာကြီးချောက်ကလေးများကဲ့သို့တဲမြညာမှာမှတ်မိသောဥပမာအယိုးကြီးဖြစ်နေလေသည်အဲ့ဒါသိပြီးဆရာကတော်ကိုကြည့်အားမရတိုင်းမတ်အန်လိုဇက်လိုက်မင်းသမီးတွေရေးထည့်နေတာဟုကျွန်တော်လည်းယူဆမိတော့သည်တနေ့တော့ပီမိုးနေနဲ့သူစနီးလန်ချစီပြီးဖះအတူတူကြောင်းသွားအတူတူဝါရဖြင့်ပျော်ပါးစွာပြန်လာသည်ကိုကျွန်တော်အခန်းရှိကပင်ကလေးမှာမြင်လိုက်ရလေသည် သူတို့အိမ်မော်တက်သွားရေမကြမင်းအသက်ငယ်ငယ်ဝဝဖြူဖြူမိမတယောက်သည်အောက်ကနေ၍ဆရာကျော်ဆရာကျော်ဟုခေါ်လေသည်ပြီးဖို့နှင်းကိုအများကဆရာကျော်ဟုသာခေါ်ကြသည်မကြမင်းဆရာကြီးသည်ခပတ်အစိမ့်ကြီးပက်လျက်ဆင်လာလေသည်ထိုမိမနှင့်ရေကမောကပြောဆိုပြီးလမ်းချနှင့်ထွက်သွားလေသည်ကျွန်တော်ဒီလဲအတွင်းသူဝင်ကစာဖတ်ရနေသည်ထိုအခါကကျွန်တော်မှာစာရေးဆရာအဖြစ်ကိုနမောတတဆိုရေးတောင်းခံစေဖြစ်လေသည် ထိုခန်း၌ပင်ရေသောစာတို့မှာစာရေးဆရာတယောက်နဲ့တူသည်မတူသည်ကို မသိတော့လဲနေရထိုင်ရသည်မှာကစာရေးဆရာတယောက်နဲ့တူလေသည်များစွာဆင်းရဲ၍များစွာအလုံလုံ၏များစွာကပျော်၏ည9နာရီတိုင်သောအခါတဖက်ခန်းကစူတန်ပူတန်ကိုကြားရလေသည်မလာနဲ့ရှစ်မယံငယ်နဲ့ရှင်နေချီဟေ့ကောင်မတိတ်တိတ်စကားမများနဲ့မတော်ဘူးအသေးကောင်ကြီးရဲ့မတော်ဘူးတနာယူကြီးရဲ့မတော်ဘူးတော့မလာနဲ့ယောက်ျားတံမှာဆရာပီမိုးနဲ့အတန်ဖြစ်တော့ကြောင်းကျွန်တော်ဒီထသွား၏ ူတို့ဘက်စီတို့လှန့်ကြည့်နေဆရာတန်ကမူမမန်မူးတန်ကြီးပေါ်နေတယ်မရင်ငယ်ဆောက်ကမျက်မတွေနဲ့တွားနေပါတွားဖာရီနဲ့သာရှင်နဲ့တော်တယ်ဆရာကြီးသည်ဘုံနိုင်နဲ့ဆောက်အောင်ကဆင်းလာလေသည်နောက်လန့်ချပေါ်တိုက်အိမ်ပေါ်မှာမိမကငိုလျက်နောက်ကရထောင်လိုက်။ကြောင်ကြောင်ဟုလန်ချကိုနှင်ကဆရာသည်ထွက်သွားလေ။သူ့မိမထိတ်တွင်သွေးရွှဲ၍ကြံရင်ခဲ့လေသည်။ ပြီးမိုးနေသည်ဂျာနယ်လိုက်တိုက်လိုက်လို့သွားပြီးရက်များစွာနေထိုရက်တွင်ပင်ဖြစ်သလိုနေ ဖြစ်သလိုစားဖြစ်သလိုအိတ်ကစာမမှန်ရေးနေလေသည် ဤသို့ရှုပ်ထွေးသောအိမ်တွင်ကိုရေးအဖြစ်မှနေ၍ဝါညွန်တွင်မှနေ၍ရှင်းပေလဲပေဆိုသောစာပြကိုရေးထုတ်လျက်နေသည်မှာပြီးမွန်းနှင်းအတွက်အဆန်းသင့်မဟုတ်ပေအခြားအခြားဘက်၌ပြီးမွန်းနှင်းကိုချီးမွမ်းခြင်းချီးမွမ်းမချီးမွမ်းခြင်းနှင့်ဗမာစာကိုရှင်းအောင်ရေးရ၌ကလူတိုင်းချီးမွမ်းရသည်နန်းနေသော စိတ်ပညာကိုလူများနားလည်အောင်ပြည့်ပြည့်သားသားရေးနိုင်သူကသူတယောက်သာရှိသေးသည် စီးပွားရေးပညာရေးတိုင်းရေးပြည်ရေးဘာကိုပဲရေးရေးရှင်းလင်းနာလဲလွယ်လာပေသည်ဝိထုအရေး၌ကကိုက်ကွယ်ကွင်းကွင်းမျက်စီတွင်လင်းကနေထင်းကနေမြင်လောက်အောင်ရေးသားနိုင်သည်ကိုကအထူးဆိုဖို့မလိုချေသူ၏ထင်းလင်းပြသသောစာသည်ချိုသာညီညွတ်သောအသွာဖြင့်လှပကောင်းမွန်သောအထိပ္ပယ်များကိုအမြဲဆောင်နေလေသည်သူသည်သူ့အိမ်တွင်ဘာဖြစ်ဖြစ်သူ့ကိုယ်၏ဘလိုနေနေဂယုမဆိုင်စာရေးပုဂ္ဂိုလ်သာဂယုဆိုင်၏ပထမဆုံးတွေ့စဉ်ကစာရေးဆရာနာမည်ကြီးကိုအခန်းထဲမှာစင်မြင့်ပေါ်တွင်စွဲတင်ခြင်းသောဝါသနာတိုင်း ဆရာကျွန်တော်တို့ University ကိုတရားဟောကြွပါဟုဖိတ်ခေါ်လေသည်ဆရာတို့ကအေးသမားတက်တက်အပြောမရဘူးပြောလဲမပြောတတ်ဘူးကြည့်ရင်လို့ရတော့ဖြစ်ရမပေါ့ွယ်ဟုသူရေးနေကြဖြစ်ရမယ်ဟုသောအဘော်နဲ့မဆန့်ကျင်ပဲဖြေလေရာဒါဖြင့်ကြင့်ပြောပါအောင်ဆရာဟုတဖန်ဖိတ်ပြန်သည်အဲ့ဒီဘက်ကဝင်မဆွက်ပြရစေနဲ့တူမောင်းရဆရာသည်သူ့အစဉ်ချင်းဖြင့်သူ့ညာလင်းပေါက်တဲ့အတိုင်းလမ်းမတက်တဲ့ခရီးအမြဲသွားလျက်ရှိသည် တို့ကြောင့်လဲလွန်ခဲ့သောနှစ်20မြအတွင်းဗမာစာကိုအများဆုံးရေးသားသူတော့ရောက်တွင်ရတီပဏိဒဥမောင်ကြီးတခင်ကိုတော်မိုင်းပြီမိုးနေတွင်တယောက်အပါဝင် ဖြစ်လေသည်ထို့နေ့ကတိုးတက်ရေးမဂ္ဂဇင်းဥစဉ်ကရန်ကုန်မြို့အပြင်ဘက်ချမ်းတချမ်းတွင်စာရေးဆရာများထမင်းကျွေးသောနေ့ဖြစ်သည်ဆရာပြီးဆရာသိန်းစသော ရှေးဆရာကြီးများလည်းပါသည်တထွန်သိပ္ပံကြောထင်းစသောဝိထုရေးဆရာကလေးများလည်းရောက်ကြသည်ကျွန်တော်သည်ဆရာလွန်သခင်ကိုရောမိုင်းနှင့်ပြီးမိုးနှင်းတို့နေတွင်ထိုင်လျက်ရှိလေသည် ထမဲစားပြီးကြ၍တစ်ပေရိပ်များတွင်ကလထိုင်များနှင့်ဝိုင်းခွဲကထိုင်နေကြခြင်းဖြစ်လေသည်။ငပြောရွက်ကြီးများကအသားအရာတိုက်လျက်ရှိသောလေတွင်လှုပ်နေလေသည်။စီယို၌ပေါက်နေသောဒန်းသလွန်ပေမှအပွေများသည်ကြွေကျလျက်ရှိနေလေသည်။ဆရာပီမိုးနင်းကယခုတစ်ချိန်အပေါ်အင်ဂျင်နှင့်ဖြစ်၏။ကရုံးကိုပြောင်းရိပ်ထားပြီးပဝါနီကိုရစ်ထားလေသည်။သူကခါတိုင်းထက်ဝိုင်းမျက်နှာမှာလည်းနီးနေ၏။ ျွန်တော်တို့ဒီဗမာပြည်၌စာဖတ်သူပေါ်အောင်လုပ်ရန်စာအုပ်ကောင်းများပေါ်လာရန်စဉ်စားဆွေးနွေးနေလေသည်စဉ်းစားရမှဝိထုအကြောင်းကိုရောက်သွားကြသည်ထိုလူစုတွေရှေ့ပညာရှိကြီးအချို့ကဝိထုကို ကလေးကလာဟုထိပါလိုက်ရာကျွန်တော်ကကန့်ကွက်ပြီးဝိထုကုံကိုချီးကျူးလေသည်နောက်ကျွန်တော်သဘောရတာဖြင့်မြတ်စွာဘုရားဟာဝိထုရေးစရာဖြစ်နေလေလောကအကျိုးကိုအများကြီးဆောင်ခဲ့တဲ့ထင်နေဆက်လိုက်ပြန်၏ ဟုတ်တာပေါ့950တွေဟာဖះကဖះအတိတ်ဘဝအဖြစ်အပျက်တွေဆိုပြီးခေါ်တာမဟုတ်ပါဘူးဘဝအဆက်ဆက်ကဖះအထုပ်ပတ်တွေလည်းဟုတ်မယ်မထင်ပါဘူးဝိတ္ထုတွေနဲ့လိုရင်းဆွဲဟောတော့မူခဲ့တာထင်ပါရဲ့ဟုရဲဝင်စွာပြောလိုက်လေတော့ဤဟုတ်တယ်နောက်မှနောက်လူတွေကဖះရဲ့အတိတ်ဘဝကအထုပ်ပတ်တွေလို့ပြောကြတာပါဆရာပြီးမင်းသည်စိတ်ပါလက်ပါပြောပြလေဤ တို့ဖြင့်ဆွေးနွေးညှင်းကုန်နေကြရာခက်အေးအေးဖြစ်သွားလျက်တယောက်တန်းနှစ်ယောက်တန်းသာစကားပြောဆိုနေကြလေ၏ထို့အခါဆရာလုံးကကွန်ဆာရင်ဆရာပီမုန်းင်းကိုကြည့်ပြီးကို့လူမလဲအရက်စီတွေလားအမွဲစီတွေလားတက်နေလို့ထင်မှာ ဝလိုက်တာဖီးလို့တနေ့တခြားတိုးဝနေပါဘကောဟုပြောလိုက်ပြီးမိုးနေသည်အရက်စီဟုဆိုဒီကောကဘာမှမပြောပဲအမွဲစီဟုပြောဒီကောကပြန်ချေ။မွဲတာတော့မပြောနဲ့ဆရာသူများတွေဘလို့လို့ချမ်းသာကြပါလဲဆိုတာအချိန်ရှိတိုင်းစဉ်းစားစဉ်းစားရတိုင်းရေးနေလို့ကိုယ်တိုင်ချမ်းသာအောင်လုပ်ဖို့စဉ်းစားချိန်လည်းမရှိဘူးလှုပ်ချိန်လည်းမရှိဘူးဟုပြီးမိုးနေကဖြေရာတခင်ကိုတော်မင်းကြီးသည်ကွန်သွေးထွေးပြီးရဲနေလေသူ့ကိုယ်သူလည်းတွေးမိဟန်ရှိ ပီမိုးနေသည်ဝါရကိုဘယ်အခါမှမစွန့်ငယ်သူသည်တိုင်းပြည်ကိုလိမ်လည်လှည့်ပြသောစာဘယ်အခါမှမရေးခဲ့ဗြိတိရှ်အင်ပီရီယယ်အစိုးရကိုဘယ်တော့အခါမှမချီးကျူးခဲ့နိုင်ငံခြားသားများဗမာတစ်မျိုးလုံးကိုတွေးဆုံနေသည်နိုင်ရာစားလုံနေသည်ကိုဘယ်အခါကမှမထောက်ခံခဲ့အဲဒီတာဘုရားတလလည်း350ကျက်ကျော်ရစဉ်ကလေးကအမျိုးသားဘက်မှရေးခဲ့သည်တလ340ဝင်းတော့ကလည်းတိုက်မီဘက်ကပါခဲ့သည်ဘန်နူလာတော့ကလည်းတိုက်မီအကျိုးကိုသာရေးသည် မြမအလေးလေဝေကြီးအဖြစ်ရေးစင်ကလည်းတိုက်ပြီဘက်ကသာရေးမြဲရေးသည် သူ့နေရာတွေအများကြီးပြောင်း၏နာမည်တွေအမျိုးမျိုးလဲ၏သူ့နေရေးထိုင်ရေးအကြက်ချောင်းစင့်စင်ကူ၏သူ့စိတ်သူ့အာဘောသူ့ဝါဒကမပြောင်းပြီးမုန်းနေသည်ကတကယ်လူရိုးကြီးဖြစ်၏သူတော်ကောင်းကြီးဖြစ်တော်၏သူ့တောက်သည်သူ့တောက်သည်ဖြင့်သူ့ဝါဒမပြတ်သူ့တောက်သည်ဖြင့်သူ့တော်ဝမတိန် ူတောက်တဲ့ဖြင့်တိုင်းပြည်အကျိုးမယုံသူတောက်သူပြောသူထင်းသလိုနေတဲ့ဖြင့်သူ့မှာအကျိုးရုပ်ချင်ရုပ်မီသူ့မှာအကုသိုလ်တွေပွားခြင်းပွားမီသို့သောအများကျိုးတိုင်းပြည်အကျိုးကိုသာရှေ့ရှုသူမှန်သမျှသည်ကိုရဲကိုယ်တော်ကိုဂရုမစိုက်အားတာဝန်မထားနိုင်သို့ကြောင့်ကျွန်တော်ဆိုပြန်သည်ပြည်ဝင်ကတကယ်သူတော်ကောင်းကြီးပဲ ဆရာပီမိုးနေသည်မဖုံးမကွဲသူပြောသလိုနေပြီးပင်ရင်ရည်ရွယ်ချက်ကြီးကိုသာဖြည့်ဆည်းနေသည်ကိုထောက်သဖြင့်၎င်းသူ့အရေးသားများကိုကြည်သဖြင့်၎င်းပလင်းကိုထောင်၍မိမတွေကြားထဲပျော်နေပါနေတော်လဲလူရိုးဖြစ်နိုင်သေးသည်ကိုသူယုံကြည်ဟန်ရှိလေသည်တခါတော့ကျွန်တော်နဲ့ခင်မင်းရင်းနေသူမိတ်ဆွေတို့ကကျွန်တော်အားတွေးကြည့်သည်မာနကြည့်သည်ဟုအပြစ်တင်လျာထိုမိတ်ဆွေ၏ထင်မြင်ချက်ကိုကျွန်တော်လေးစားသည်ဖြစ်၍ကျွန်တော်ကိုကျွန်တော်ရှင်းတန်းရင်း၍ပီမိုးနင်းထံသို့ဆုံးဖြတ်ချက်တောင်းလေသည်ဆရာကပထမစာနာဆောင် မာလိုရေး၍ကြံစောင်ကို အင်္ဂလိပ်လို ရေးလေသည် So long as one's conscience is clear there is nothing to worry about ကိုကောင်းခေါင်းပဲမရွေးဟုသဘောထားပြီးဘာမျှဂယုမဆိုင်ပဲနေပါဟုစအဆုံးတွင်အကြံပေးလေသည်သူအကြံတိုင်းသူလဲလိုက်နာဟန်ရှိလေသည်အဆုံးတွင်ဂျိုးသားသူတယောက်သည် လူယုံမာလို၎င်းတခုလို၎င်းအယောင်မဆောင်ရ သူရိုးချောင်းကဘာကိုကြင်ညာပြီးအများကြီးစံတစ်ခု ဖြစ်ပါစေဟုဆိုလေသည်ပြီးမိုးနီတကယ်ရိုးသားမှုသည်နားမလည်သူတို့အစွဲကြီးလာသောတကိုရေးနှင့်သာတက်ဆိုင်သည့်အဖြစ်ကလေးများတွင်နှိမ့်ညွတ်နေသဖြင့်ကျွန်တော်ယခုပေါ်ပေသည်ဆရာပြီးမိုးနီကိုယ်တိုင်ကထင်းထင်းရှားရှားဖွင့်မပြောသဖြင့်ကျွန်တော်ဆရာပြီးမိုးနီသည်ဆံယူလောက်သောလူရိုးကြီးဖြစ်သည်ကိုကြွေးကြော်ပြီးသည်နှင့်အဆုံး၌လဲကျွန်တော်စိတ်သည်ရှုံညွန်းထဲမှပေါက်လာသောကြာပင်တွင်ထွားထွားဝေဝေပွင့်နေသည့်ကြာပွင့်တွင်သို့ပြေးဝင်နားနေလျက်ပင်ရှိလေသည် ဒီဗီဒီယိုလေးကိုစုံဒီကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Counter Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။